Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ morning skin care လေးလုပ်ရင်းနဲ့စကားလေးအဲနည်းနည်းတော့ပြောချင်လို့ပေါ့နော်အဲစကားလေးပြောချင်တာကဘာလဲဆိုတော့အဲ ကျမရဲ့ Era Vlogs page ရဲ့နောက်ပြီးတော့ဟို YouTube channel ဆိုလို့ရှိရင် Ease ရဲ့ Homemade Food ပေါ့နော်အဲ့ဒီရဲ့ YouTube channel ရဲ့နောက် TikTok account ရဲ့ပေါ့နော်အဲ့ဒီမှာကျမကအများန်းပုံမှန်ဗီဒီယိုလေးတွေကိုအဲညပညပကြာလို့ရှိရင်ဗီဒီယိုအသစ်ကလေးအသစ်ကလေးတွေတင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကကျမတို့ဒီနေ့ဆက်ပြီးတော့အမ်ဟိုဘာနော်၄ရက်၄5ရက်လောက်နားမယ်ပေါ့နော်5ရက်နားလို့ကျမကနောက်ဆိုလို့ရှိရင်ဟို schedule အတိုင်းပေါ့နော် consistency sorry schedule time ကိုကျမကအဟို9ရက်ခြားတစ်ခါသို့မဟုတ်တစ်ပတ်ခြားတစ်ခါလောက်ပေါ့နော်ပြန်ပြီးတော့ပြောင်းပြီးတော့တင်มาဖြစ်ပါတယ်ရှင်အဲ့လို့ဆိုကျမဒီကြားထဲမှာပေါ့နော်ကျမရဲ့ viewers တွေ followers တွေ subscribers တွေကိုအဲကျမကဘောပေါ့နော်အကောင်းဆုံးတင်ပြပေးကြပါရယ်အကောင်းဆုံးလေးကိုပြောပြပေးတင်ဆက်ခြင်းနဲ့ပေါ့เนาะအဲ့တော့ဒီမှာကျွန်မအနေနဲ့ ီဒီယိုလေးတွေကိုဒီမှာအရင်လိုမျိုးနေတိုင်းတင်တော့မှာမဟုတ်ပါဘူးရှင်နေတိုင်းမတင်တော့တဲ့ခါကြလို့ဆိုရှင်လည်းကျမရဲ့အရင်ဗီဒီယိုအဟောင်းလေးတွေကိုပြန်လဲကြည့်ရှုပေးနိုင်ပါတယ်ရှင်ဒီမှာဒါလေးကို announce လုပ်တာပါပေါ့နော်အဲ့တော့ ဟိုကျမမတင်ဘူးဆိုတာပေါ့နော်ကျမဟိုတပတ်ချားတစ်ခါဖြစ်သွားမယ်ဒါမှမဟုတ်ရှင်9 9ချားတစ်ခါလေးဖြစ်မယ်ပေါ့နော်ဒီထက်ကောင်းတဲ့ content တွေဒီထက်ကောင်းတဲ့ creation တွေကိုကျမပြသချင်ပါတယ်အများကြီးစူးစမ်းချင်ပါတယ်ကျမဒီတိုင်းဟိုဗီဒီယိုကြီးပဲပေါ့နော် cooking vlog တည်တိုင်းကြီးပဲမဟုတ်ဘူးねတခြားတခြားအကြောင်းအရာလေးတွေကိုလည်းကျမတခြားအရာလေးတွေကိုလည်းပြသနိုင်တဲ့သူဖြစ်ချင်ပါတယ်အဲ့တော့ကျမစူးစမ်းချင်ပါတယ်အဲ့တော့ အဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဗီဒီယိုလေးတွေကအရင်လိုမျိုးပုံမှန်နေ့တိုင်းမတင်ပြတော့တဲ့ခါကြလို့ရှိရင်နားလည်ပေးစေချင်ပါတယ်ရှင်ဒီဒီနေ့အမမနော်ဗီဒီယိုကမနေ့ရက်ထဲတင်လို့ပါကျွန်မမနေ့ကမအားတော့ဗီဒီယိုမရိုက်နိုင်ဘူးပေါ့နော်အဲ့တော့ဒီနေ့တော့ skin care နဲ့ပေါ့နော်မနေ့ skin care နဲ့ကျွန်မဒီဗီဒီယိုလေးကိုပြုလုပ်အောင်ဖြစ်ပါတယ်ရှင် ကျွန်တော်တောင်းနေရပါကျွန်မဗီဒီယိုအစဟိုးအရင်ကလုပ်ခဲ့တူရဲ့ဗီဒီယိုအစတွေမှာဆိုလို့ရှိလို့ရှင်လာရှိတယ်ပေါ့နော်ကျွန်မစကင်ကဲသုံးတဲ့ဟာလေးတွေပေါ့နော်အဲ့ထိုးနာကကျွန်တော် gone နဲ့လည်းသုံးလို့ရတယ်ဒီဇိုင်းလေးနဲ့လည်းသုံးဒီနေ့ကတော့ကျွန်မလက်နဲ့ပဲသုံးလိုက်တော့မှာပေါ့နော်လုပ်စရာလေးလည်းရှိနေတယ်နော်အဲ့တော့ကျွန်မအနေနဲ့ပြောချင်တာကဗီဒီယိုလေးတွေကခုနောက်ပိုင်းဆိုလို့ရှိရင်နေ့တိုင်းကျွန်မရဲ့ page တွေ YouTube channel တွေကနေပြီးတော့တက်မှာမဟုတ်ပါဘူး TikTok ပဲပေါ့နော်အဲ့တော့ငါရဲ့ခြေတစ်ခါတစ်ခါခြေတစ်ခါမှအစ်စ်တစ်ကလေးတွေပြသနိုင်ရကျွန်တော်စူးစမ်းပါမယ်လီလာစရာရှိတာတွေသင်ယူစရာရှိတာတွေလည်းအများကြီးရှိနေသေးတာမို့လို့ကျွန်မကိုအဲကျွန်မရဲ့ follow followers တွေ viewers တွေ subscribers တွေကနားလည်ပေးပါလို့ကျွန်မဗီဒီယိုအစ်စ်တစ်တွေမှကျွန်တော်သေးတဲ့အခါကျလို့ဆိုရှင်လည်းဗီဒီယိုအဟောင်းလေးတွေကိုပြန်ကြည့်ပြီးတော့ like ပြီးတော့ချက်ဆလို့ရတယ်မဟုတ်ဘူးဆိုလည်းလှူဆလို့ရပါတယ်ရှင် ျမကျမရဲ့ဗီဒီယိုအခုနောက်ပိုင်းဆိုလို့ရှိရင်တော့ဗီဒီယိုရဲ့ကျမ viewers တွေကျတယ်ပေါ့နော်ကျမ page မှာ error လေးတစ်ခုဖြစ်သွားတဲ့အတွက် viewers တွေကလုံးဝလုံးဝထိုးကြပါတယ်ရှင်အဲ့တော့မနက်ပိုင်းကတော့ကျမ serum မလင်းတော့ဘူး serum ကို skip လုပ်ပါမယ်အဲ့တော့ sorry ဒီမှာကျမဒါကျမအများအားသုံးနေကြပါတယ်ဒါဒီဒီဒီ brand ကိုကျမထုံတာလည်းသုံးတယ်ပေါ့နော်ဒါမှဒီထုံတာကလက်ရှိမှာဒီဟာနဲ့ ဒီဟာနဲ့ကမကုံသေးတဲ့အတွက်ကြောင့်ကျွန်မထူလာကိုဒီ brand လေးကိုမထောက်ကသေးတာဖြစ်ပါတယ်ရှင်။ဒါကိုကျွန်မအရင်ကြိုက်ပါတယ်ကျွန်မတို့လို့ကျွန်မက dry skin ဆိုပေမဲ့အရင်ချောက်တဲ့ skin မဟုတ်ဘောနော်။ dry skin ဆိုတာက dark skin လာအဲ့လိုအဲ့လိုဘက်ကိုသွားတယ်နည်းချောက်တယ်ဆိုရင်လောက်လေးပဲဘောနော်။ဟိုသားတွေသားတွေဖက်လိုက်ကြီးလမ်းနဲ့အနေထားကြီးတော့မဟုတ်ဘူးဘောနော်။ ကျမကို skin care လေးတွေလည်းတင်ပေးပါလို့တောင်းဆိုတဲ့သူလေးတွေလည်းရှိတယ်ပေါ့နော်တချို့ skin care ကိုခုမှ beginner စလုပ်မဲ့သူလေးတွေကလည်းကျမတော့ဆိုရအောင်ရှိတယ်။ဒါပေမဲ့ကျမလေးအမှန်တရားဒီဇိုင်းမမအားပါဘူး။အဲ့တော့ဒီ Coconut Law တော့မဟုတ်ဘူး။ကျမအရန်ဝါသနာပါလုံးလို့ပေါ့နော်။ Skin care ဘိုင်းကြတော့လေကျမအများကြီး try စရာတွေအများကြီးရှိနိုင်ပါတယ်။အဲ့တော့ Skin care ကိုတော့စူးစမ်းပါမယ်။ကျမဒီထပ်ပိုစူးစမ်းနိုင်အောင်တော့လုပ်ပါမယ်ရှင်။ တော့ပြီးပါရင်တော့ဒီ discipline တောင်းလိုက်ပါတယ်အဲ size screen ကိုလေးကျွန်မလေးဒီ design ထဲမှာပဲတော်တော်လေးအဆင်ပြေသွားတာလုံးဝတောက်လျှောက်သုံးလာသမျှတောင်းဝအဆင်မပြေဘူး size screen ရတော့ကျွန်မဒီ design ကလေးပဲတောင်းပါတယ် skin care လုပ်ရင်းနဲ့ပြောပြရတဲ့အတွက်လည်းတောင်းပါပါတယ်เนาะဘာလို့လဲဆိုတော့ကျွန်မမအားတာတကြောင်တော့ skin care ဗီဒီယိုလေးတွေအားလည်းမတင်ဖြစ်တာတခြားနည်းမို့လို့ပါနော်အဲ့တော့ဗီဒီယိုလေးတွေကရချားပြီးတော့မှတင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးတွေကြားထဲမှာစတိုင်မတက်ခဲ့လို့ရှိရင်ဒီမှာကိုဒီမှာ viewers တွေကဟိုဘောနော်အာဒီဒီ page ကို unfollow လုပ်လိုက်တော့မယ်ပေါ့နော်ဒီ YouTube channel ကို unsubscribe လုပ်လိုက်တော့မယ်ပေါ့နော် subscriber subscribe လုပ်ထားတာတွေဖြုတ်လိုက်တော့မယ်ဆိုပြီးတော့မလုပ်ပါနဲ့လို့ကျွန်မတောင်းဆိုချင်တာပါဟောလို့ဆိုတော့ကျွန်မအသည့်တွေပြသနိုင်အောင်လို့ကျွန်မစူးစမ်းွားပါမယ်ဒီ sunscreen ရာလေမိကသာမပါတော့ကျွန်မအရင်ကြိုက်တယ်တချို့မိကသာမပါတဲ့ sunscreen တွေလည်းရှိတယ်ဒါပေမဲ့သိမကြိုက်ဘူးပေါ့နော် အဲ့ဒါလေးကတော့တော်တော်လေးကြိုက်ပါတယ် sunscreen မမဆိုတဲ့ skin care လောက် level လေးရတယ်နော်ကျွန်မစပကားပြောနေနေမေ့ပြီးတော့ level နေကျွန်မမလိမ့်လိုက်မိပါဘူးရှင်အဲ့ဒီနေ့ကလည်း vlog အစ်တတစ်ခုရိုက်နေရပါဘောနော်ကျွန်မနည်းနည်းပုံစံလေးချိန်းထားတဲ့ vlog လေးရိုက်နေရပါဘောနော်အဲ့ vlog အစ်တတစ်ခုရိုက်ဖို့တော့ကျွန်မဒီနေ့လောက်ချရှာရဲလောက်ပြီးတော့ဘောနော် နှခမ်းနေရနှခမ်းနေရတော့ကျွန်မဒီလက်ရှိမှာဒါလေးပြန်သုံးနေတာကျွန်တော်အစီအရတော့ကြည့်တယ်အစီဆုံးရောအရင်အစီယူမကြိုက်နှခမ်းကိုအဲ healthy ဖြစ်စေမယ့်အစီအမျိုးလေးတွေတော့ကြိုက်ပါတယ်။တော့ဒါလေး healthy hack ကဒါလေးကြိုက်တယ်။ကုန်းနေပြီ။ဝယ်မှုပေါ့နော်ဝယ်မှုအစ်စ်ဝယ်လိုက်ရင်ကျွန်မဒီအဟောင်းအသုံးရတော့မှာဆိုလို့အစ်စ်ကောင်ဝယ်ရတော့ဒီအဟောင်းအရင်ကောင်အသုံးအဲ့ဒီအထက်ထက်ကအစီအလေးအကုန်လုံးကုန်သွားတဲ့အစီကိုကျွန်မတော့ပူလိုက်ပါအောင်မယ်။ အဲ့ဒါ Okay Moni skin care ရတော့ဒီလောက်ပါပဲရှင်အဲ့တော့ဒီမဒီပြဿနာလေးရောတည်ပါမယ်ထင်ပါတယ်ဒီမရဲ့ video လေးတွေကဒီရက်ထဲမှာ subscribe တွေမဝင်မတက်လာနိုင်ပါဘူးငါရဲ့ခြားတစ်ခါတော့မဟုတ်တစ်ခါခြားတစ်ခါဖြစ်နိုင်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးစေချင်ပါတယ်ဒီမ video အတစ်တစ်ကလေးတွေကိုအကောင်းဆုံးအကောင်းဆုံးတင်ပြနိုင်အောင် creation ဘိုင်းတွေကိုလည်းပိုကောင်းတဲ့ကောင်းအောင်ဒီမ content လေးတွေကိုလည်းပိုပြီးတော့ကောင်းတဲ့ကောင်းအောင်ဒီမ စ조사มาဖြစ်တဲ့အတွက်လေ့လာစရာတွေသင်ယူစရာတွေအများကြီးရှိတဲ့အတွက်ကျွန်မဗီဒီယိုလေးတွေကိုခြားခြားပြီးတော့တင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မရဲ့ viewers day followers day subscribers တွေကကျွန်မကိုကျွန်မရဲ့ဒီ Facebook page YouTube channel TikTok account ကလေးတွေကို unfollow and unfollow and subscribe တွေမလုပ်ဘဲနဲ့စောင့်ကြည့်ပြီးတော့ဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးလို့ကျွန်မကတောင်းဆိုပါတယ်ရှင်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေရှင်အားလုံးပဲကြမှာကြပါသည်ရှင်